ဝမ်းချန်တဲ့ပရိသတ်များအလုံးမဲမင်္ဂလာပါရှင်3မိနစ်ကြာမှ ਈ အစီအစဉ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်အခုတစ်ခါမှပြပြပေးခြင်းနဲ့အကြောင်းအရာလေးကတော့ကလီစာစားသုံးခြင်းနဲ့ပတ်သက်တဲ့ကျမ်းမာရေးဘိုးတူတာလေးတွေပဲဖြစ်ပါတယ်။ကြက်သဲမြစ်ပါဝင် အတွင်းကလီစာအသားတွေကိုဝမ်းထွန်းသားလို့ခေါ်ကြပါတယ်။တခြားနိုင်ငံတွေမှာဆိုရင်တော့အများစုကအသားတွေကိုပဲစားကြတာဖြစ်ပြီးတော့ဝမ်းထွန်းသားကလီစာတွေကိုမစားကြပါဘူး။ကလီစာတွေကဘေးထွက်ဆိုးကျိုးတချို့ရှိနိုင်ပေမဲ့သူတို့မှာပါတဲ့အာဟာရတန်ဖိုးတွေက အကျိုးကျေးဇူးတွေအများကြီးရှိပါတယ်။အတွင်းသားကလေးစားတွေဆိုတာအသေးနှလုံးကြောက်ကြရှာအမဲဥကျန်စားရတွေကိုပြောတာဖြစ်ပါတယ်။ဒါတွေကိုစားသွင်းခြင်းအပြင်ဗီတာမင် B, တန်တက် phosphate, copper, magnesium, vitamin A, vitamin D, vitamin E, vitamin K ဒါတွေကိုရရှိစေနိုင်ပါတယ်။ဒီတော့ကလီစာတွေထဲမှာအသေးကိုစားသုံးခြင်းအပြင်ဘလို့အကျိုးကျေးဇူးတွေရရှိစေနိုင်လဲဆိုရင်တော့အသေးဟာအဟာရဓာတ်အများဆုံးအတွင်းသားဖြစ်ပြီးတော့ဗီတာမင် A ကိုကောင်းကောင်းရရှိနိုင်တဲ့အရင်းအမြစ်တစ်ခုဖြစ်ပါတယ် ဗီတာမင် A ကမျက်လုံးအတွက်ကောင်းတဲ့အပြင်အယ်ဇိုင်းမားကဆလိုအဆင့်ရောင်ယောဂအထိဝေဒနာတွေအပါအဝင်ရောင်ရမ်းမှုဖြစ်စေရယောဂတွေကိုတက်တာလျော့ပါစေပါတယ်။သူ့မှာ folic acid တန်ဓာတ် chromium ကော်ပါနဲ့ဇင်းတို့လည်းပါဝင်တာကြောင့်နှလုံးသားမကြီးအတွက်ပဲဖြစ်ဖြစ်သွေးရင်း hemoglobin ပမာဏကိုလည်းတိုးစေနိုင်ပါတယ်။နောက်တစ်ခုကတော့ကြောက်ကပ်ပဲဖြစ်ပါတယ်။အာဟာရဓာတ်တွေနဲ့ protein ကြွယ်ဝတဲ့ကြောက်ကပ်မှာဆိုရင်တော့ omega 3 fatty acid ပါဝင်ပါတယ်။ရောင်ရမ်းမှုကိုရောကျစေနိုင်တဲ့အစွမ်းသတ္တိတွေလည်းပါရှိသလိုနှလုံးအတွက်လည်းကောင်းပါတယ်။ ောက်တစ်ခုကတော့အုံနောက်ပဲဖြစ်ပါတယ်။အုံနောက်ကိုစားသုံးခြင်းဖြင့်ရရှိနိုင်တဲ့တက်တိုးဆန့်ကျင်ပစ္စည်းတွေကစားသုံးသူရဲ့အုံနောက်နဲ့ကြောရုံးမကြီးကိုတက်တိုးပျက်စီးမှုတွေတန်းအနေကာဝေတက်စီးပေးပါတယ်။နောက်တစ်ခုကတော့နှလုံးပဲဖြစ်ပါတယ်။နှလုံးမှာဖောလိပ်တန်တက်ဆင်းနဲ့ဆီလီနီယံတို့ပါဝင်ပါတယ်။ဒါ့အပြင်ဗီတာမင် B2, B6 နဲ့ B12 သုံးမျိုးစလုံးကြွယ်ဝစွာပါဝင်နေတာပဲဖြစ်ပါတယ်။နောက်တစ်ခုကတော့ရှာရှာသားမှဆိုရင်တော့ကယ်လိုရီနဲ့ဖက်တီအက်ဆစ်တို့အပြင်ဇင့်တန်တက်ကိုလိန်နဲ့ဗီတာမင် B12 တို့လည်းအများပြပါဝင်ပါတယ်။ အထူးသဖြင့်ပြောရမယ်ဆိုရင်တော့ကိုဝင်ဆောင်ထားတဲ့အမျိုးသမီးတွေနေမကောင်းဖြစ်ပြီးရဲ့နောက်အမဲဒါမှမဟုတ်စိတ်ဝတ်ဒါရီရဲ့ရှာအသားကိုစားတော့ရင်တော့ပြန်ပြီးထူးထူးထောင်ထောင်ဖြစ်လာစေနိုင်တယ်လို့ပြောကြပါတယ်။ဒါကတော့ကလီစာတွေကိုစားသုံးခြင်းအဖြစ်ဘလို့ကျမ်းမာရဲ့အကျိုးကျေးဇူးတွေရရှိစေနိုင်လဲဆိုတဲ့အကြောင်းအရာလေးကိုပြောပြပေးခဲ့တာဖြစ်ပါတယ်။ အခုလိုမျိုးကြိုးရှိစေမဲ့ကျမ်းမာရေးဘူတူတာလေးတွေကိုစမတ်ဝမ်းချန်တွေကနေစဉ်ဆက်မပြတ်တင်ဆက်ပေးနေမှာဖြစ်ပါတယ်။ဒီတော့ဆက်ဆက်ဆောင်ကြည့်အပေးကြဖို့မမေ့ကြပါနဲ့လို့ရှင်။ဝမ်းချန်ရဲ့ပြည်သက်များအလုံးလေးယောဂဗျာတွေကင်းဝေးပြီးတော့တာယာပွှင်နှစ်ပွားတွေကိုပိုင်ဆိုင်နေကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။